့မှာတော့လင်းစစ်ဆန်ချင်းနီလမ်းမြတ်နဲ့အကျမ်းမကြီးကောင်းကျိုးဆိုးကျိုးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လင်းစစ်ဆန်ချင်းဆိုတာတဘာဝဆိုပေမဲ့အလွန်အကျွံမဖြစ်တော့မိမိနဲ့မိမိအဖို့မထိခိုက်အောင်ဆက်ဆံသင့်ပါတယ်။ပြည့်ပြည့်စုံတဲ့လင်းစစ်ဆန်မှုကိစ္စဆိုတာနှုတ်နှစ်ဖက်ချင်းနဲ့ပြီးတော့တာယာဖွယ်ကိစ္စဖြစ်နေဖို့တော့လိုပါတယ်။နာကျင်မှုတွေအလိုမပြေဝမှုတွေနဲ့ ဆိုရင်နောက်တစ်ခါအတူနေဖို့ကိုကြောက်လန့်နေမှာဖြစ်ပါတယ်။လင်းဆက်ဆန်ချင်းနေလိုက်မြောကအမျိုးမျိုးရှိပါတယ်။ဘေဟာကကိုနဲ့ကို့အဖို့အတွက်အဆင်ပြေမလဲ။ဘလူကျဲမရချင်းနေရှိရင်ဘလူပုံစံနဲ့ဆက်ဆန်တဲ့တဲ့လေးဆိုတာတွေကိုဒီဒီကျမပြောပြပေးသွားမှာဖြစ်ပါတယ်။ဆုံးတွဲရိချာမှာပြောလာတဲ့လင်းဆက်ဆန်ချင်းဒါမှမဟုတ် ကိုစိတ်ထဲမှာဒီလိုပုံစံနဲ့လင်းဆက်ဆန္ဒပိုကောင်းတယ်လို့ယူဆခဲ့တဲ့အခါနီလန်အတ္တတွေကိုအသုံးပြုလာကြပါတယ်။နီလန်တိုက်ကတော့ဆုံတွဲတိုက်အတွက်အစဉ်ပြေခြင်းမှပြင်ပါပါ။တခါတလေကိုအတွက်အစဉ်ပြေပြီမဲ့သူ့အတွက်အစဉ်မပြေနိုင်တာလည်းရှိနိုင်ပါတယ်။မိမိတို့ဆုံတွဲကအောက်မှာပြောသွားမဲ့ဒီလိုပုံစံနဲ့အတူနေကြတယ်ပေါ့နော်။နံပါတ်၁ချက်အနေနဲ့ missionary ပုံစံ အမျိုးသမီးကအောက်မှာလဲနေပြီးအမျိုးသားကဆစ်ဆန်တဲ့ပုံစံပါလင်းဆစ်ဆန်ချင်းဒီလန်မြတ်စွာအတုံးအများဆုံးပုံစံလည်းဖြစ်ပါတယ်တခြားတွေထက်အမျိုးသမီးတွေကိုလုံလောက်တဲ့စိတ်ချနိုင်မှုမပေးနိုင်ပါဘူးအเจ้าကလင်းတန်ကအတွင်းထဲထီနဲ့နဲ့မဝင်နိုင်တာအเจ้าရဲ့သူတို့ရဲ့ G-spot ကိုထိမိဖို့ခက်ရင်းတာရဲ့အเจ้าပါကျမ်းမိုက်ရှူတော့ကနေကတော့ခါနာတက်တာချင်းပြီးတော့ ခါနာတက်တဲ့အမျိုးသမီးတွေအတွက်ကတော့ဒီ link ဆက်ဆံတဲ့ပုံစံအတင်းတော်ပါတယ်။ပုံပြီးတော့တက်တောင်းတက်တာဖြစ်ချင်တယ်ဆိုရင်တော့ခါအောက်မှာမျက်နှာတုပ်ကိုဝါကိုလိုက်ပြီးတော့ဥထားလို့ရပါတယ်။သတိထားရမယ့်အချက်ကတော့အမျိုးသားတွေအတွက်အခက်မသိရင်အမျိုးသမီးစီးခုံနဲ့ link တန်နဲ့ဆောင်းဝင်ပြီးတော့ link တန်ကျူတတ်ပါတယ်။ဘတ်နေချအနေနဲ့အမျိုးသမီးကအပေါ်ကဆက်ဆံတဲ့ပုံစံလေးပါ အမျိုးသားကအောက်မှာလဲနေပြီးတော့အမျိုးသမီးကမျက်နှာချင်းဆိုင်အနေအထားနဲ့အဘိုးကနေဆက်ဆံတဲ့ပုံစံပါသူကတော့အမျိုးသမီးရဲ့မျက်မှောက်ကိုအတွင်းပိုက်ချီလင်တန်းရောက်စေတဲ့အပြင်မျက်မှောက်ရဲ့အစီကိုလည်းလုံးစော်ပြနိုင်ပါတယ်အမျိုးသမီးတွေအတွက်အနေနဲ့သူတို့စိတ်ချနေတဲ့အနေအထားဖြစ်အောင်အတူအ short လုပ်ပြီးဆက်ဆံလို့ရပါတယ်ကျမရှူတောင်းကနေကြည့်မယ်ဆိုရင်တော့ခန္ဓာတက်တာချင်းပြီးတော့ အောက်ကအမပြားမှာနေတင်ပါတယ်နောက်တစ်ခုကတော့အစစ်အမိကိုက်တတချင်းနောက်ထပ်အကျိုးကျေးဇူးကတော့အမျိုးသားကအစစ်အမိတွေကိုက်နေရဆိုရင်လည်းဒီပုံစံနဲ့နေတာကအစစ်တွေရော့စေပါတယ်နောက်တစ်ချက်ကတော့တအင်းသွေးလုံးချောင်းနှာချင်မှုတတချင်းတအင်းမှာသွေးလုံးရှိတဲ့အမျိုးသမီးတွေအကောအနေနဲ့အတူနေတဲ့အခါမင်းမကူနာတာဖြစ်တတ်ပါတယ် ဒီလိုအပေါ်ကနေတာကမိမိဘယ်လိုနေရင်ကိုနာတယ်လဲဆိုတာသိနိုင်လို့တက်တောင်းတက်တာဖြစ်အောင်ထိန်းချုပ်ရမှာဖြစ်ပါတယ်တခုရှိတာကတော့အမျိုးသမီးကအပေါ်ရောက်နေတဲ့အတွက်အားလုံးပြီးအမျိုးသားလင်တန်ချိခိုက်တာမျိုးဖြစ်တတ်ပါတယ်။နံပါတ်3ချက်အနေနဲ့ leave it out ပုံစံပေါ့နော်။အမျိုးသမီးက leave it out ပြီးတော့အမျိုးသားကအနောက်ကနေဆစ်ဆန်တဲ့ပုံစံပါ။ အမျိုးသားအနေနဲ့လွတ်လွတ်လပ်လပ်ဆက်ဆံလို့ရတဲ့ပုံစံဖြစ်ပါတယ်လွတ်လွတ်လပ်လပ်ဆက်ဆံနေတဲ့အတွက်အမင်းငကိုအတွင်းနဲ့နဲ့ထဲထိရောက်တာ G spot ကိုထိမိတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့အမျိုးသမီးတွေကိုခံစားမှုကောင်းစေပါတယ်ကျမရင်းရှူတော့အနေနဲ့ကတော့ခါနာတက်တာချင်းခါနာတက်တဲ့အမျိုးသမီးတွေဆိုရင်တော့ဒီပုံစံကတင်တော်ပါတယ်သူ့ရဲ့ကိုယ်အလေးချိန်က တတော်စိတ်ပေါ်မှာရှိနေတဲ့အပြင်မိမိရဲ့ခါကိုလည်းလူတလူပြုတ်ပြင်နိုင်ပါဒါပေမဲ့အမျိုးသားကတော့ခါနာနေတယ်ဆိုရင်တော့ဒါကအဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ခါအားကိုတုံးကြတာဖြစ်တဲ့အတွက်ကြောင့်သူ့အတွက်တော့ဝင်ပိုတိပါတယ်ပေါ့နော်ဒီလိုဆိုရင်တော့အောက်ကအမျိုးသမီးကပဲဥဆောင်ပြီးတော့ဆက်ဆံတင်ပါတယ်အစ်အမြင့်ကြိုက်တတ်တဲ့သူတွေအတွက်ဆိုရင်လည်းဒီပုံစံကတင်တော်ပါတယ် ပြီးထားရမယ့်အချက်ကတော့လွတ်လွတ်လပ်လပ်နဲ့အားကုန်သုံးဆစ်ဆံလို့ရရဖြစ်တဲ့အတွက် အခက်မတန်းရေမင်းမကိုပြဲတတ်ပါတယ်။လင်းဆစ်ဆံပြီးရင်အမျိုးသားရောအမျိုးသမီးပါနာကျင်တာတွေဖြစ်တတ်ပါတယ်။နံပါတ်၄ချက်အနေနဲ့ဘေးတိုက်ဆစ်ဆံခြင်းမျက်နှာချင်းဆိုင်ဘေးတိုက်ဒီအတူနေတဲ့ပုံစံကအမျိုးသမီးကအမျိုးသားရဲ့ခါကိုခွာထားပြီးဆစ်ဆံရပါတယ်။ ်အာသာချက်ကတော့မျက်နှာချင်းဆိုင်ဖက်လက်ဖြစ်တဲ့အတွက်ထိတွေ့မှုကိုကောင်းပါတယ်နန်းလို့လဲရတယ်လို့ romantic အခြေအနေကိုရရှိနိုင်ပါတယ်မနစ်ချင်းအရာလို့ထအတူနေတဲ့အခါတိတ်မလို့ချင်းသေးဘူးဆိုရင်တော့ဒီပုံစံကအကောင်းဆုံးလို့ဆိုလို့ရပါတယ်ကျမိုက်ရှူတော့ကနေတော့တိမ်သွေးလုံးကြောင့်နာကျင်မှုတက်တာချင်းအမျိုးသမီးကအမျိုးသားကို ဝေးတိုက်ခွာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လင်ဒန်ဘယ်လောက်နဲ့ဝင်မလဲဆိုတာကိုထင်ထုတ်နိုင်ပါတယ်။သူ့အနေနဲ့မခံနိုင်မှုဆိုရင်ဘယ်လိုတက်တာအောင်နေမလဲဆိုတာကိုပါပြုတ်ပြင်လို့ရပါတယ်။မျက်နှာချင်းဆိုင်ပဲဖြစ်ဖြစ်အမျိုးသားကိုကြော်ပြီးနေတဲ့ပုံစံပဲဖြစ်ဖြစ်နေလို့ရပါတယ်။အချိုးကျေးဇူးအနေနဲ့ကတော့နှစ်ယောက်စလုံးကတက်တောင်းတက်တာနေနိုင်တဲ့အတွက်ကြောင့်အစ်အမြင့်နာတာကိုတက်တာစေပါတယ်။ နံပါတ်၅ချက်အနေနဲ့မောက်ရက်ဆက်ဆံတာလေးဘက်ထောက်တာမျိုးမဟုတ်ပဲသင်ပါကိုချပြီးတော့မောက်ရက်လဲလိုက်တဲ့ပုံစံပါအမျိုးသမီးကမောက်ရက်လဲလိုက်ပြီးအမျိုးသားကလည်းဖက်ရက်လဲလိုက်တာမျိုးပါဒီလင်ဆက်ဆံတဲ့ပုံစံမှာအမျိုးသမီးကခြေထောက်နှစ်ဖက်ကစုထားတာဖြစ်တဲ့အတွက်ပြီးမြုပ်ဖို့လွယ်ကိုပါတယ်ပြီးမြုပ်ဖို့ကိုလည်းအပြိုဝခံစားရပါတယ်တက်တောင်းတက်တာဖြစ်တဲ့အတွက် နှုတ်နဲ့ဖြစ်စေခြင်းနဲ့မိုးဆက်ဆံနေဖြစ်ပါတယ်။ကျမ်းမာရေးရှုထောင့်အနေနဲ့ကတော့ခါနာတက်တာရှင်ပြီးတော့မောက်ရက်လဲနေတဲ့အတွက်ကြောင့်အမျိုးသမီးကဒုက္ခကိုမနာအောင်နေလို့ရပါတယ်။တအိမ်သွေးလုံးကြောင့်နာခြင်းမှုတက်တာချင်းအစင်မိကြိုက်တာတက်တာချင်းရရှိမှာဖြစ်ပါတယ်။အမျိုးသားလင်သားအတွင်းနဲ့မရောက်နိုင်ဘူးအဲ့ဒါကြောင့်နာကျင်တာတွေလုံးဝဖြစ်မှာမဟုတ်ဘူး။ အကောင်းဆုံးလင်စစ်ဆန်လေးကတော့သင်ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်